လက်စက်ကိကတောက်ချောက်ထွက်တယ်မေချာတက်ထုပြီးရင်ကျွန်တော်တို့ဒီကြောက်စိမ့်တယ်အဲ့တော့ဒီမေချာတက်ထုတွေထွက်တာကခင်ဗျာနိုင်ငံတော်လက်ခွင့်မရဘူးနိုင်ငံတော်ရဲ့စာပါဘဖြစ်တာမဟုတ်ကေရန်ရဲ့စာပါဘဖြစ်တာမင်းအွန်ဖက်စစ်တဲ့စေအောင်စုအရင်ကြောက်တယ်အကောင်ဟာတင်နေကဗျူဝါနဲ့ပြန်ပြောတယ်နိုင်ငံလုံးဆိုတာကိုစစ်ကြီးတရက်အလို့ပုံတန်းနဲ့ဘယ်နေရာမှာဘွားနဲ့ပေါ်လာမလဲဆိုတာကိုတော့ဖက်စစ်တဲ့အတွက်ကျွန်တော်စမ်းမွေးစလိုက် ဟယ်လိုချရမီဝဘီတူညီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ3ရက်ရက်ကျွန်တော်မနေ့ပိုင်းနောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကိုများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ပဝိုးတိုင်းမင်းလမျိုးနယ်ပိုင်းပကိုးရုံးမတွင်အင်အား80ကျော်ပါဂျမ်ပစက်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား30ဦးထက်မနည်းတေဆုံပြီးတော့မှစစ်သားလောင်းတွေကို PDF တပ်ဖွဲ့တွေကတကြိုပေးနေရတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီအထိတွေ့တိုက်ပွဲတွေမှာဂျမ်ပစက်ကောင်စီတပ်သား30ဦးထက်မနည်းတေဆုံခဲ့ပြီးတော့မှတော်လိုက်တပ်ဖွဲ့တွေကလည်းပြီးတော့မှအလောင်းဆယ်လောင်းသွင်းဆေးရရှိခဲ့ပြီးတော့မှတေဆုံသွားတဲ့စစ်သားမသားလောင်းတွေကိုဂျမ်ပစက်ကောင်စီတပ်သားတွေကလက်ရှိချိန်ထိလက်ရောက်ကုတ်ချင်းရှိတာကြောင့်တော်လိုက်တပ်ဖွဲ့တွေကလည်းပြီးတော့မှရှင်းလင်းတကြိုပေးနေရတယ်လို့သိရတာဖြစ်ပါတယ်။ တိုက်ပွဲတွင်မှာတနက်7လက်60မမတလက်ခဲရန်တွင်လည်းစစ်တုံးပစ္စည်းများစွာကိုလည်းတင်ဆက်ရှိခဲ့တယ်လို့ကျွန်တော်ထပ်ပြီးတော့မှတည်ရတာပေါ့နော်ဆိုတော့စစ်ခွေးတဲတိုက်အနေနဲ့တော့ဒီလိုမျိုးဒီစစ်ပွဲတိုက်ပွဲတွေတွင်မှာမတာဖြစ်တော့တဲ့သူတို့ရဲ့ဒီဆုံးအောင်တွေကိုပြန်ပြတော့တော့မှကောက်ရနေချင်မှရှိတော့ပဲနဲ့အခုဆိုရင်ကျွန်တော်တို့ PDF ရုပ်ပုံတွေကလည်းမြန်မာပဲဒီတကြိုပေးနေရတယ်လို့တည်ရတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ပုဂူယူမတွင်မှာဇော်လန်ပူပေါင်းတဖို့နေရဲ့အောင်ပွဲတပွဲကိုကြားတည်ရတာမြန်မာကျွန်တော်ဒီနေ့မှာမြန်မာပြည်သူတွေအတွက်အားစေတစ်ခွက်ပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းရက်ထက်ပိုင်ဖောင်းပြမျိုးနယ်မှာစစ်ကောင်စီတပ်တွေကိုတော်လိုင်းတပ်တွေကနေပြီးတော့တနစ်ကြဝိုင်းဝန်းပေးဆိုရေးခါပြတ်တောက်ထားလို့စေအိုးစုနဲ့ဝင်ထမ်း30ကျော်အလေးဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တနစ်ဝင်းကျင်လောက်ပါပဲဗျရေးခါလက်ကြံရှိနေသေးတဲ့သဘောပါရေးခါပြတ်တဲ့ကြံလွယ်တဲ့ပစ္စည်းတွေကိုလေးရင်မချမချလာလာချဆင်းပါတယ်အလင်းဝင်တာကရာခိုင်နှုန်းတော့မရှိပါဘူးဗျ30 40လောက်တော့ခံမရပါတယ်စပရမကိုနွေဦးကလည်းပြမပြောဆိုထားတာဖြစ်ပါတယ် အလင်းဝင်ရောက်လာတဲ့30ကျော်ဆိုရင်စစ်အုပ်စုတပ်သားနဲ့နန်းစီရဲဝင်ထမ်းတွေပြမအလင်းဝင်ရောက်ဖို့စစ်တွယ်လာသူတွေလည်းရှိတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ဆိုတော့စကောင်စီတပ်သားတွေကတော့အခုဆိုရင်ငပြက်လွန်းလို့ပေါ့နော်ဒီဖောင်းပင်မြို့နယ်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာအလင်းဝင်သွားတာပြမဒီလိုမျိုးအလင်းမဝင်ခင်မှာသူတို့အနေနဲ့ကတော့ကျွန်တော်ပြည်သူပိုင်နေတွေထံကနေပြမဒီတီနန်တွေခိုးရတယ်ပြမကျစ်တွေကိုလည်းပေါ့နော်ခိုးယူပြီးတော့မှသူတို့စားတော့ဖို့အတွက်ဒီလိုမျိုးရယူခဲ့တယ်ဆိုပြမကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်စကွေးတိုက်အနေနဲ့ကတော့ ပြီးသူဘက်ကိုလေးဝင်မှုဘူးဆိုတော့ဒီလိုမျိုးနဲ့ဆက်သွဲတဲ့ခိုင်ရမှာဖြစ်ပြမှာဒါတော့ကျွန်တော်ပေါ့နော်အဆိုးဆုံးအခြေအနေကိုမျှော်ရှိသေးဖို့လိုပဲပြောမှာဖြစ်ပါတယ်နောက်ထပ်သတင်းထူးသူဘိုးအနေနဲ့ကတော့တော်လန်ရဲ့ချိန်မြင့်ရဆိုပြမှာမကွေးတိုင်းပခုတ်ကိုခရင်အတွင်းမှာရှိတဲ့ရေစကြိုမြိုင်နဲ့ပေါ့မြုံနဲ့ပြီးသူကကွေးဖွဲပတ်ကားဖားတဲ့ပူပေါင်းမယ်ဆိုပြမှာဂျင်ညာလိုက်တဲ့သတင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကခုမှပူပေါင်းတာမဟုတ်ပါဘူးပေါ့ရောမြန်ရောဆက်တဲ့ဖြစ်စစ်ကောင်စီစကန်တွေကိုသူတကွာပူပေါင်းတင်ပိုက်ခဲ့ကြတဲ့ အခုတော်လိုင်းရဲ့ကာလကအချိန်တိုင်းတိုင်းရောက်လာတဲ့အတွက်မလို့ဒီထက်ပိုပြီးတော့မှပူပေါင်းမှုတွေပို့လို့ပြီးတော့တော်လိုင်းရဲ့ရှင်မြင်ဖို့လို့ဆောင်တာလို့ပြောရမှာပဲဆိုပြီးတော့မှရေစကြိုမျိုးနဲ့ပါကဖာတောင်ဝင်ရှိသူကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်အခုချိန်မှာဆိုတော့ရေစကြိုနဲ့မြန်မျိုးနဲ့ကိုစေဟုစုရဲ့တမတရားတဲလျောက်ခန်းခါလာရ196 198နဲ့198တိုင်းတွေကနေပြီးတော့စစ်ချောင်းထုံးနေပြီးတော့လေချောင်းတိုက်ဟမှုတွေလည်းပြုလုပ်နေတယ်လို့ထလောင်းတည့်ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့စေရေးချိန်မြင့်နေတဲ့ချိန်မှာ ဒီအညာမှာရှိတဲ့တော်လန်တပ်ဖွဲ့တွေအနေနဲ့ပေါ့နော်တပေါင်းစုတစ်ခုအနေနဲ့ရဲရဲနီးနဲ့စုပေါင်းဖွဲ့နေတာပြမအခုဆိုရင်ကျတို့စစ်ကြောင်းထိုးနေတဲ့စကွေးတိုက်ကိုလည်းကြားဖြတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှပြမဆုံးနေတဲ့ချက်မှာကတော့ကျတို့တော်လန်ရဲအစုတွေအနေနဲ့ပြမအခုဆိုရင်ဒီမြန်မာနိုင်ငံအလဲပိုင်းတကြောမှာအခုရပိုင်းခတ်ဆစ်ဆစ်စစ်ကောင်စီရဲ့စစ်ကြောင်းလိုက်ကိုမျိုးဖြိုးနိုင်ခဲ့တဲ့တရင်တွေကြားနေရတယ်ဆိုတဲ့အကြောင်းကိုဆရာလွင်မြတ်ကျော်အနေနဲ့ပြမတင်ပြထားတဲ့ဟာလေးနဲ့ဆက်ချင်ပါတယ်ဆရာလွင်မြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျတို့ဆက်ကြည့်လိုက်ရအောင်နော် မြောက်လိုက်ဖစစ်တဲ့ဆေးအုပ်စုအရန်ကြောက်တဲ့အကမဟာတင်ကဖြူပါနဲ့ပြန်ပြောတဲ့နိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးတရက်ဘလို့ပုံတန်နဲ့ဘယ်နေရာမှာဘွားကနေပေါ်လာမလဲဆိုတာကိုတော့ဖစစ်တဲ့အတွက်ကျွန်တော်စာမွေးစလိုက်ဆိုတော့ဒီအခြေအနေကိုကျွန်တော်တို့မြင်နေရပါတယ်တပတ်မှာရဇက်ဂျာပြတ်တိုက်ခိုက်မှုတွေတရဇက် ခုစစ်စင်လာတဲ့စစ်ကြောင်းတွေကိုဖျက်တိုက်မှုတွေနဲ့ပတ်သက်ပြီးအင်မတန်ပြောင်မြောက်လာတဲ့အပိသိတ်ဘဝမကူရေမရှူဝဲစစ်ကြောင်းတစ်ကြောင်းလုံးပြတ်တဲ့တိုက်ပွဲမျိုးတွေဒီအပိုင်းမှာခက်စိတ်စိတ်ကိုဖြစ်လာပါတယ်အညာတကြောစကိုင်းမကွေးတကြောပါဘုရားကမင်းလာမှာအားရစရာကြီးလို့ပြောတာလင်းမျက်နှာကတော့တော်တော်အထိညာသွားတာလင်းမျက်နှာနဲ့ဟင်္ဒရာကအဖြောက်တိုင်းလိုက်18မိုင်နဲ့ရှိတယ် ပေါက်ခေါင်းနဲ့ပြီအပြောင်တိုင်း78မှာပကုတ်ကူဆိုတာလဲတိမ်ဝေးလာတဲ့နေရာတွေတော့မဟုတ်ဘူးဒီအခြေအနေတွေကိုအတွေ့အထိပြောမနေတော့ပဲလူကြီးမင်းတို့အုံနောက်ကိုပုံတိုင်းဆင်ပြီးစဝါကြည့်လိုက်အဲ့တော့ဒီနေ့မန္တလေးတိုင်းမြင်းကျန်ခရိုင်တောင်သာပြူစောဒီနဲ့ဘတ်စစ်တက်စကြောင်းအင်အားတက်ရ PL နဲ့ပူပေါင်းတက်တွေ ရှားဖြတ်တိုက်ခိုက်၃နာရီကြာကြာသူတင်ကိုတင်သူတပြန်ကိုတပြန်တိုက်ခိုက်ခဲ့ပြီစစ်ကြောင်းတစ်ကြောင်းလုံးဒီကခွေးပြေးဝက်ပြီးကြီးလိုက်တာမတော်စင်းရတော့ကျွန်တော်တို့အတီးပြုတ်နိုင်ဆဲပါအတီးပြုတ်ကိုကျူစားဆဲပါဒါတော့ဆရာလူမြတ်ကျော်အောင်ပြမကျွန်တော်ခွေးရပိုင်းပါနော် ော်လိုင်းတပ်ပေါင်းစုတို့အနေနဲ့ဒီအင်အားစုဖွဲ့ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်ကြောင်းလိုက်ကိုမျိုးထုတ်ပေးနေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်။ကျွန်တော်တို့အားလုံးလက်ရှိမှာကြားခဲ့ရတဲ့သတင်းတွေအတိုင်းဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တတော်များများရာဂရန်းထီလောက်ကိုခုရပိုင်းမှာမျိုးစာဖြစ်နေတာပြီးတော့မှတော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းပြီးတော့မှချင်းချင်းစုပေါင်းညီညာရတယ်ပေါ့နော်။ပြည်သူတွေရဲ့ကြရတဲ့အနေနဲ့ပြီးတော့ကိုကြီးထောက်ပံ့ပေးမှုတွေနဲ့သူအခုဆိုရင်အောင်ပွဲတွေရရှိနေတာကိုလည်းကျွန်တော်ကြားသိရတာဖြစ်တယ်။ဒါမျိုးသတင်းတွေကိုကျွန်တော်ပြည်သူဘက်ကနေပြီးတော့မှစောင့်နေတာလည်းကြာပြီပေါ့နော်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့လာရှုမျိုးကိုစကောင်စီကနေပြမတရုတ်ရဲ့ကုညီနဲ့ရယူနိုင်ခဲ့တဲ့ပုံမှာတရုတ်အနေနဲ့နောက်ထပ်ဘလိုမျိုးပြစ်မှတ်တွေထိလှုပ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နိုင်ငံရေးစီဝေဖန်လေးလာတုံသက်သူတို့ဖြစ်ရပါတော့။ဦးတန်းစိုးနိုင်ရဲ့ဝေဖန်တုံသက်ပုံလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။လာရှုကနေရှေ့ကိုဆက်ပြီးဖြစ်လာမယ့်အစီအစဉ်အချို့ကြောင့်ကျွန်တော်ကဆက်ပြီးတော့ဟောရှင်းပြခြင်းပါ။အခုကလာရှုကိစ္စကတော့ MND ရေးနေနော်ကျွန်တော်ကူတွဲအုပ်ချုပ်ရေးလုပ်မယ် ပြီးတော့အဲ့ဒီမှာအကျိုးစီးပွားတွေဝယ်ဝင်မှုတွေလုပ်ကြတယ်သူကလာရှိုးကိုဘာလို့လုပ်ချင်တာလဲဘာလို့လုပ်ချင်တာလဲဆိုတော့ကျမ်းမြောက်မှာအဓိကပုံတွေတခါအဓိကစီးပွားရေးနော်ဘူဒါနာဖြစ်နေလို့သူကလုပ်တော့အဲ့တော့အခုသူအဓိကဒီနေ့လာရှိုးကိုဘာလုပ်ချင်တာလဲလို့ဆိုလို့ရှိရင်အဓိကကတော့ကျွန်တော်တို့ကိုကန်းကကုံတော်ရေးစခန်းနဲ့မန္တလေးကုံတော်ရေးလမ်းကြောင်းကို နော်ဖွင့်နေတာပါတัวအဲ့လိုပုတီပေးလိုက်တဲ့အဲရွေချက်ကဘာလဲဆိုတော့အခုကပထမဦးဆုံးကိုကနော်ရှင်းဆောင်ဟောကျွန်တော်တို့ကုံတွယ်ရေးကိန်းနဲ့မန္တလေးဆက်သွယ်လမ်းကြောင်းကိုအခုဆုံးပထမဦးဆုံးဖွင့်ဖို့အတွက်သူကလာရှိုးကို MNDA နဲ့စကားပြောတာအဲ့ဒါပြီးလို့ရှိရင်ဘာလုံးပါလဲမူဆယ်ကျွန်တော်တို့မန္တလေးကုံတွယ်ရေးလမ်းကြောင်းကြီးဖွင့်ဖို့အတွက် ူဆက်ပြားပေးဦးမှာအဲ့တော့ဘသူတွေကိုဆက်ပြားပေးမှာအခုက MNDAA ပြီးလို့ရှိရင်ကျွန်တော်တို့ TNL ကိုသူဆက်ပြီးတော့ဆွေးနွေးပါလိမ့်မယ်ဆွေးနွေးမယ့်အကြောင်းအရာက TNL တိမ့်ထားတဲ့ကျွန်တော်တို့ကြောက်မဲနဲ့ဒီဘောကနေပြီးတော့ TNL ဆုတ်ပေးမယ်စစ်တပ်ကတော့ဆုတ်ပေးပေါ့ဗျာဒါပေမဲ့အုပ်ချုပ်ရေးကတော့ဥတွဲအုပ်ချုပ်ရေးပေါ့နော်အဲ့တော့ TNL နဲ့မကြခင်ဆက်ပြီးဆွေးနွေးပါလိမ့် အဲ့ဒီလိုဆွေးနွေးလို့ဒီဘောနဲ့ကျွန်တော်တို့အဲကြောက်မဲကိုကျွန်တော်တို့ကုံသွဲရေးစခန်းနေဖွင့်လိုက်နိုင်ပြီဆိုလို့ရှိရင်ဆက်ပြီးသူစကားပြောမှာ KIA ပါ KIA ရဲ့ဟုတ်ကန်ဒေတာသိမ့်ပိုက်ထားတဲ့နော်အနေထားတွေကိုနောက်ဆုတ်ပေးဖို့သူပြောမှာအဲ့တော့လာရှုတခုလည်းမဟုတ်ဘူးလာရှုပြီးလို့ရှိရင်ကျွန်တော်တို့ MNB အေးနဲ့စကားပြောပြီလို့ရှိရင် DNL နဲ့ပြောပြီးရင်နော် AI နဲ့ပြောမယ်။ဘာကြောင့်လဲဆိုတော့ ူကမူဆဲကျွန်တော်တို့မန္တလေးစီးပွားရေးကုန်တွေရေးလမ်းကြောင်းကြီးကိုဖွင့်ဖို့အတွက်ခုဝင်ရောက်ဆွတ်ဖက်လာတာဖြစ်ပါအဲ့ဒါကြောင့်အဲ့ဒီအနေထားတွေဆက်ဖြစ်လာမယ့်အနေထားတွေပါကျွန်တော်တို့ကကြိုးပြီးတော့မြင်ထားပြင်ထားဖို့လိုတယ်လို့ကျွန်တော်ကပထမဦးဆုံးပြောချင်တာပါဒါတော့အူတန်းဆုနေရတယ်ပြီးတော့မှတေယောရဲ့ဒီ chess ကစားတဲ့ ကွက်တွေကိုပေါ့နော်သူကနေပြီးတော့မှနောက်ထပ်ဘယ်လိုမျိုးတွေရွှေ့နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတာဖြစ်တယ်။ last show ကိုစစ်ကောင်စီလက်ထက်ကိုပြန်ပစ်လိုက်တဲ့တေဝါဆိုတော့မှကြာခင်မှာတော့ TNL ကိုလည်း MND တုံးကလိုမျိုးပဲအလားတူပုံစံမျိုးနဲ့ဖျားပေးလို့ဆောင်မှုတွေလှုပ်ဆောင်သွားနိုင်တယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ချက်တည်ရတာပြပမာကျွန်တော်တော်လိုင်းအရာစုတွေဘက်ကနေပြတော့မှသဆင့်ဘယ်လိုမျိုးပြင်ဆင်မှုတွေလှုပ်ဆောင်တင်လဲဆိုတော့အခုကတည်းကကြိုတင်သွေးစားတင်နေတာပဲဖြစ်ပါတယ်တေအိုအနေနဲ့ကတော့အဆုံးစွန်တိပေါ့နော်သူတို့အကျိုးစီးပွားတွေအတွက် စစ်ကောင်စီနဲ့ပေါင်းပေါင်းရအဆုံးစုံနေလို့မျိုးလှုပ်ဆောင်သွားမယ်ဆိုတော့လည်းကျွန်တော်တွေ့နေရတာဖြစ်ပြီးတော့မှရခိုင်ဘက်မှာဆိုတော့ဒီကြောက်ဖြူအထူးစွေးပွဲဆိုမှဆိုလည်းသူတို့ရဲ့လုံချွေတက်တွေကိုအခုကတည်းကစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှပေါ့နော်ထားရှိနေတယ်လို့ကျွန်တော်နောက်ထပ်ကြားသိရတာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စစ်ကောင်စီရဲ့တမှုကတော်ကနေပြီးတော့မှရဲမေတွေကိုဘယ်လိုမျိုးနိုင်ကျင့်ဘူးကြနေလဲဆိုတော့တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားတိုင်အစီအစဉ်အနေနဲ့ရဲမစ်တဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမကအမတ်၁ဆက်တွေ့ရေးအလို့ရုံမန္တလေးကရဲမစ်တဝူပါ။ကျမတို့တက်ကတက်မှုကတော်ဟာတက်ကအရာရှိစစ်တီတွေရဲ့ဇနီးတွေအပေါ်ညီအမတပ်ဖွဲ့စိတ်ဓာတ်နဲ့အုပ်ချုပ်ခြင်းမပြုဘဲခွဲခြားပြီးအုပ်ချုပ်နေပါတယ်။သူကိုယ်တိုင်ကြတော့အိမ်ထဲကနေအိမ်ပြေမထွက်ဘဲရဲမစ်တွေကိုတော့ဖိအားပေးပြီးခိုင်းစေလျက်ရှိပါတယ်။ ခိုင်းစီရမှာလဲကြောက်တာနော်ငွေကုန်ကြေးကြရှိတဲ့ကိစ္စရက်တွေမှာရဲမေတွေရဲ့ကိုပိုင်ငွေတွေကိုစိုက်ထုတ်သုံးဆွဲစီပါတယ်ပြန်တောင်းပြန်ရင်လဲအပြစ်တွေစူပူမှုတွေပြုလုပ်ပါတယ်တမူးကတော့အနေနဲ့တက်ရဲ့အုပ်ချုပ်မှုဆိုင်ရာကိစ္စရက်တွေမှာတမူးကိုကြော်လွန်ပြီးဝင်ရောက်ဆက်ဖက်လျက်ရှိနေပါတယ်သူ့ကိုတရေအမားတွေပေးနေတာကတက်ကနေပြောင်းရွှေ့သွားပေမဲ့လေတက်တွင်းမှာဆက်လက်နေထိုင်တဲ့အရာခံဘိုးရဲ့ဇနီးပါအဲ့ဒီအမျိုးသမီးရဲ့မဟုတ်တန်းတရားသတင်းပေးတဲ့အတိုင်း တက်ကရဲမေတွေအပေါ်ကြောသားရင်သားခွဲခြားအုပ်ချုပ်နေပါတယ်။အဲဒါကြောင့်အခုနောက်ပိုင်းမှာတက်တွင်းလိုက်ပါနေထိုင်ကြတဲ့ရဲမေတွေဟာတက်ပြင်ကိုထွက်ပြီးနေထိုင်တာတွေများပြားလာတာပါ။တမူးဇနီးဖြစ်ပေမဲ့အရာရှိဇနီးတယောက်နဲ့စကားများရန်ဖြစ်တာရှိတယ်လို့ဆိုရစွာနဲ့တက်မိသားစုဝင်တွေကိုအနိုင်ကျင့်တာတွေပါရှိနေပါတယ်လို့စာရေးသားပြပလာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမရော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ တမတော်သားအရှိစစ်တီတွေအိမ်အောင်တဲ့ရဲမြေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာဖြစ်ပါတယ်ရှင်။ဒါတော့ဗောနော်ကျတို့မျောလိုင်းတို့အိုစုရဲ့တမိုးကြော်ကတော်တော်လေးကိုတောင်းချနေတယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်။တမိုးကြော်အများစုကတော့အလိုပဲပေါ့နော်။နှုတ်ကကြမ်းအပေါက်ကဆိုးနေအခုဆိုရင်တို့ဒီတရွင်ရဲမျိုးတွေတော့မှပြန်ပြီးတော့မှခိုင်းစားနေတာကိုတွေ့ရဖြစ်ပြီးတော့မှတို့ရဲ့တင်းရထက်တဲ့အချိုးခံစားခွင့်တွေကိုလည်းသူ့ရဲ့ ရာထူးနေရတောင်မှမဟုတ်ဘဲနဲ့ပေါ့နော်ဘောင်ကျော်ပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအောက်တန်းစားကြကြနဲ့သူတို့ရဲ့အောက်ခြေသသားတွေရဲ့ဇနီးမယားတွေပေါ်မှာရုပ်မှန်နေကြတဲ့တမိုးကြော်တို့အရာရှိကြော်တို့ဟာဆိုတော့ကျွန်တော်တော်လိုင်းရင်းမှာတော့ရှင်းပြတဲ့နဲ့ပေါ့နော်အုပ်စုတွေထဲကတပွဲအပွားဝင်ဖြစ်တယ်ဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီဘောမဆုပ်ပွင့်ရနေပြီတော့မှ NUG နဲ့ PDF တပ်ဖို့ဝင်လို့ဘယ်လိုမျိုးအချောင်စင်ခေါ်ထားလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် PDF ကဖေးပြောက်ပြီးရဲမှာ နော် PDF ကဖေးပြောက်သွားပြီနော် PDF ကဖေးပြောက်သွားပြီဖေးပြောက်တော့သူ့မှာပထွေးလည်းမရှိတော့သူ့ရဲ့အဖေအရင်တကယ် PDF ရဲ့အဖေအရင်အဖေတို့တင်စားလို့ရတယ်အမေတို့တင်စားလို့ရတယ်ဆိုတာကမြန်မာနိုင်ငံထဲကပောက်ွားလာတဲ့အမာပြည်သူလူထုက PDF ရဲ့အဖေနဲ့အမေခေါ်တယ်ခင်ဗျားတို့အဲ့ဒါကိုသိတယ်နော် PDF ပေါ့နော် PDF ရဲ့အဖေအရင်က မြန်မာနိုင်ငံထဲကပေါက်ပွားလာတဲ့ဗမာလူမျိုးတွေကိုအဲ့ဒါသူ့ရဲ့အဖေအမေအရင်းလို့ခေါ်တယ်ခင်ဗျားတို့အဲ့ဒီစကားကိုဟာဒီကွန်ဗာဆော့ပေါ်ပါ냐ဗမာ PDF တွေဗမာ PDF တွေကြောင့်ဒီတိုင်းရင်းသားလက်နက်ကိုင်တောင်းကျန်းသူတပုံကနော်ဘုံကျုံအဖြစ်သတ်မှတ်ပြီးတော့မှကို့လူမျိုးချင်းအယိုးထိုးပြီးတော့စီယိုးထိုးပြီးတော့တိုက်ခိုင်းခဲ့လို့ဒီတိုက်ပွဲတွေဒီလိုဖြစ်ခဲ့တာဒီနေမီတွေဒီလိုဖြစ်ခဲ့တာနော်လူအင်အားနဲ့နော်လက်နက်ကိုင်ရန်တွေထုတ်ပေးပြီးတော့မှမူရစီတွေတိုက်ကြွေးပြီးတော့မှအဲ့လိုဖြစ်ခဲ့တာအဲ့တော့ခင်ဗျားတို့ကျွန်တော်ရှင်းပြမယ်ဘာလို့ ဗမာပြည်သူလူထုက PDF ရဲ့ဖေးအရင်ဖြစ်လဲဆိုတော့သူကကဖေးအရင်ပြောင်းနေပြီဘဒုဖေးခေါ်မှမသိဖြစ်သွားပြီသူဘောက KMDA ကိုကန့်ကျွန်တော်ပြောပြမယ်လာချိုးကိုမြမတက်မတော်ကကြည်တစ်ချက်မှမဖောက်ဘဲနဲ့သွားတယ်ဗမာ PDF ဘာပြောရဲလဲ NUG ဘာပြောရဲလဲအဲ့ဒါနိုင်ငံရေးစစ်ပွဲဆိုတာအဲ့ဒါကိုပြောတာနော်မင်းတို့ပြောတဲ့ NUG ဟောနော်ရီမွန်တို့လွန်ကိုလက်တို့ဇော်ဝေစိုးတို့ဇင်မာအောင်တို့ မျိုးရနိုင်တဲ့တို့မျိုးတိုက်တန်တဲ့တို့မင်းတို့ရဲ့အနုပညာအချစ်တော်မင်းမောက်ကွန်ဗိုလ်ချုပ်ကြီးမင်းမောက်ကွန်တို့ဘာပြောရဲလဲဘာလုပ်ရင်းလဲမင်းတို့ပြောတဲ့အန်ယူဂျီအစိုးရဆိုဟမ်ညွေဦးတီအစိုးရဘာပြောရဲလဲလို့အခုမင်းတို့ဘယ်ဘာမှားလဲမင်းတို့အန်ယူဂျီကမင်းတို့ကိုထောက်ပံ့ပြီးတော့အခုနောက်ချိုးမှာမင်းတို့နေခိုင်းရလားတေချင်းဆုံးနဲ့ဖေသွားမယ်ဘဝရတော့တကယ်ပေါပေါရှာရှာနေပါနော်ပြောလို့မျိုးစော်တွေဆွဆွပြောဆိုနေတာဖြစ်တယ် PDF ဆိုတော့ PDF နဲ့ပေါ်ဖွားတယ်ဆိုတော့အားလုံးလည်းတည်ထားတာဖြစ်တယ်ဒါတော့တောင်မှ PDF တွေကအခုဆိုရင် PDF တွေရဲ့ထောက်ခံမှုကိုမရရှိတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့တိုင်းသားလဲနဲ့ကန်တဖွဲ့ဝင်တွေကြားထဲမှာကျတို့ဒီ PDF တွေနဲ့ပေါ့နော်စီလုံးမှုပြပြအောင်လုံးဆောင်နေတယ်ဆိုတော့တွေ့တာဖြစ်တယ်အထူးသဖြင့်ဒီ last show မျိုးကိစ္စနဲ့ပတ်သက်ပြီးတော့မှ MND နဲ့ဝါအပါဝင်ကျန်တဲ့ ဒီတိုင်းတလဲနဲ့ခံတော့ဖို့နေရတယ်ပြီးတော့ PDF တွေကိုအလိုမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးစစ်တိုက်ဆိုလို့ WhatsApp ပြောဆိုနေတော့ပဲဖြစ်ပါမှာဒါကကျွန်တော်တို့တော်လိုင်းရဲ့အချိန်မြင့်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီအချိန်ကိုရဲချိုးနိုင်ဖို့ပါเนาะအခုလိုမျိုးလို့ဆောင်နေတာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့ကတော့ဒီလိုမျိုးဘောမအောက်တန်းစားတွေရဲ့စကလုံးတောင်မှခေါင်းထဲမှာတောင်မှမထဲတော့ပဲနဲ့အခုဆိုရင်ကျွန်တော်တို့တော်လိုင်းမှာတော်လိုင်းတက်ဖို့အနေနဲ့သူရှုပ်သွားပြီးတော့မှအောင်ပွဲတွေစီနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ဒီဘောမချော်ဆိုးကနေပြီးတော့မှပဲ ကဲကနေပြတော့မှမျက်ကြီးနာမှာရှိတဲ့စစ်ကောင်စီရဲ့ဝင်ထိုင်းအရာတွေကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ခဲ့တဲ့စပရုံမှာမျောလင်းမျောဆက်ဆွတ်ဆွတ်ပြောဆိုထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မျက်ကြီးနာကိုကဲရန်ရှော့တိုက်ဒုံးနဲ့ပြစ်တယ်အဲဒီမှာကျွန်တော်တို့ဒီကလေးငယ်တွေဝန်ထမ်းမိသားစုလေးဝန်ထမ်းမိသားစုဝင်တွေပေးသွားတာရှိတယ်ဟမ်ကဲရန်ရပြစ်တာနော်ကဲရန်ပြစ်တာအဲ့အဲ့ဒီလိုကျွန်တော်တို့ပြစ်ကြကြီးဆိုရင်ဗျာအဲ့လိုမဆိုင်တဲ့နေရာပြစ်ကြကြီးဆိုခင်ဗျာလိုင်းစားဘုံချလိုက်ဗျာနောက်ဆုံးဗျာခင်ဗျာလည်းအေးဆွေးလို့လို့ကိုယ့်ကိုကြည့်တောင်းချင်ဗျာဝုန်းဝုန်းဆိုခင်ဗျာဝုန်းမလိုက်တော့ဟောပဲပြီးရောအကောင်အသက်တော့မတော်ဘူးခင်ဗျာလက်ရှိကဲရန်ရနေပြီးတော့ခင်ဗျာမျက်ကြီးနာကိုပြစ်တယ် ဝန်ထမ်းမိသားစုလေးပေးပါတယ်အဲ့တော့ဗျာခင်ဗျာ KI လိုင်းစာတို့မာယာတို့အဲ့ပါရှိရသူတို့နေရာတွေခင်ဗျာကျဲလိုက်စမ်းပါဗျာတကောင်းကတော့အမိတော့မလုပ်ရဘူးအမိတော့မလုပ်ရဘူးဗျာပြောရဲတယ်နော်တကောင်းဒီမိုင်းကြာရန်တို့ဒီလိုင်းစာတို့တော့ကျဲတာတော့မတွေ့သေးဘူးဒါကျွန်တော်မတွေ့တာပြောတာတော့ကျဲတာမတွေ့သေးဘူးပြီးရင် KI ကဒီတိုင်းပြည်ရဲ့တရားစာသားတွေဖိကုတိုင်တာတွေဗျာအခုလက်ရှိဒီကရှင်လူဒေတာတက်အမှမြေရှားတထုတွေတောက်လျှောက်ထွက်နေတယ်နေဆက်ကိကတောက်လျှောက်ထွက်တယ်မြေရှားတထုပြီးရင်ကျွန်တော်တို့ဒီကြောက်စင်းတယ်အဲ့တော့ဒီမြေသားတထုတွေထွက်တာကခင်ဗျာနိုင်ငံတော်လည်းအခွင့်မရဘူးနိုင်ငံတော်ရဲ့စာပါဘောဖြစ်တာမဟုတ် KI ရဲ့စာပါပဲဖြစ်တာအဲ့တော့ကျွန်တော်တို့ကဟိုဟို ဒီဒီနေစားပြုတ်ကိုတော့ကျွန်တော်တို့ခုခုစဉ်းစားပေးစီပေးကျင်တယ်ဗောဗျာခင်ဗျာကြည့်ကြည့်ပါခင်ဗျာတိုင်းပြည်တရားသာတာခင်ဗျာ KI ပိုင်တာမဟုတ်တာဗျာခင်ဗျာတိုင်းပြည်ရဲ့နှစ်ထောင်ကျော်ဖွဲ့စည်းပုံခြေကဥပဒေမှာကြည့်လိုက်ပြီနိုင်ငံတော်တရားသာတာခင်ဗျာ KI ဘာလို့လုံးဝမပါဘူးတလုံးဝမပါဘူးဗျာအဲ့တော့အဲ့ဒါနဲ့ပတ်သက်တော့ကျွန်တော်ပြည့်ပြည့်သာသာလုပ်ဖို့လိုတယ်လက်ရှိခင်ဗျာအဲ့မှာထွက်နေတာမနေဦးတည်းတည်းထွက်နေမှာမနေဦးမနေဦးပြီးခင်ဗျာဖားကတ်မှာကြည့်လိုက်ပြီဖားကတ်မှာခင်ဗျာတူးနေရတာပဲတူးနေတာပဲအဲ့တော့တူးတာခင်ဗျာပဲချိန်တူးလဲဆိုတော့ခင်ဗျားတို့သိရတာပဲ။ပုံလင်းရည်ကြိုက်တူးတယ်။ပုံလင်းရည်ကြိုက်တူးတယ်။ပုံလင်းရည်ကြိုက်ရင်တော့ခင်ဗျားတိတ်ပြီးတော့ ဘာသာမှမကြောက်ဘူး။အပွင့်ရလေးကြောက်ရင်တော့အတန်လေးတော့ကြားရတယ်ဗျာ။ဒီဖားဖားခန်းရချင်းအဲ့လိုရှိတယ်။လက်ရှိတော့ကျွန်တော်တို့ဘာလေးဆက်ပြမလဲကျွန်တော်မသိဘူး။အဲ့တော့ခင်ဗျာကချင်ပြည်တော်မှာကြောက်စိမ့်တူဖို့ဆိုရင်တော့နံပါတ်1ရန်လိုတယ်။ရန်နေဘုရားဝင်နေလေ။နံပါတ်2 73စီလိုတယ်။73စီဘုရားဝင်နေလေ။အဲ့တော့ဗျာခင်ဗျာလည်းတားကြုံမဖြစ်ပဲတော့လို့ရအောင်လေဗျာ။တားကြုံမဖြစ်တော့ခင်ဗျာဘလို့မှမဖြစ်နိုင်ဘူး။ဘလို့မှမဖြစ်နိုင်ဘူး။ဗျာစီတယ်ခင်ဗျာပုံစံမျိုးစုံနဲ့ထွက်နေတာပဲ။ဖားကဘက်ကဝင်နေတာပဲ။ဝင်နေတာပဲ။ဘုရားထွက်လည်းတိနေရပါဗျာ။တိနေရမယ်။အဲ့တော့တခါကြောက်လဲကျွန်တော်တို့ကဒီဘဲဟုအဆရှာတယ်လို့ကျွန်တော်တို့ကအဲ့အဲ့လိုဖြစ်နေတယ်။ ကျော်ဆိုးရတော့ပါနော်ဒီစကောင်စီရဲ့မပါကားနဲ့ပြီးတော့မှမြစ်ချင်းဟောက်လမ်းထိုးတဲ့အချိန်မှာဒီစကောင်စီရဲ့ဝန်ထမ်းရောင်ကိုထိပြီးတော့မှသူတို့တပ်မိသားစုဝင်တဝိုးတည်ဆုံတဲ့ပုံမှာသူတို့ကဲဘက်ကနေပြီးတော့ပြစ်ခတ်တယ်ဆိုတဲ့ပုံစံမျိုးကိုဂျင်းနဲ့ပြီးတော့မှဝါရဖန်ပြောဆိုနေတာဖြစ်တယ်အားလုံးလည်းမြို့ဝပြည်သူတွေဘက်ကနေပြီးတော့မှဒီသတင်းအမှောင်ကိုသိရှိပြီးပြီးတော့မျှော်လင့်ပါတယ်နောက်တစ်ခုကကျတော့ကဲဘက်ကနေပြီးတော့မှအခုဆိုရင်သူတို့နယ်မြေထဲကထွက်တဲ့မြေရှားတပ်ထုနဲ့ကျောက်စင်းတွေကိုရောင်းချပြီးတော့မှ ဒီသူတို့လွတ်တဲ့နေရာတွေမှာတုံးဆွမ်းနေတာကိုဒီကျော်ဆိုးကနေပြတော့မန္တလေးကြီးဝင်ပြတော့မှအခုဆိုရင်သူတို့အနေနဲ့ပေါ့နော်အများတားဆီးဖို့လိုနေပြီဆိုတဲ့အကြောင်းကိုမျိုးမျိုးစာပြောဆိုထားတာဖြစ်တယ်ဒါပေမဲ့ဒီစကောင်စီတပ်ဖွဲ့အနေနဲ့ကတော့သူတို့တင်ပိုက်ထားတဲ့နေမျိုးတို့စိုးမိုးဖို့နေနေတတ်တာအခုဆိုရင်သူတို့ထိန်းချုပ်ထားပါတယ်ဆိုတော့ဒီတိုင်းစစ်ဌာနချုပ်တွေမျိုးတွေကိုလေလုံဆုံးရှုံးဖို့နှိစက်နေတယ်ဆိုတာသူတို့ကိုယ်တိုင်တည်တည်နေတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ငပောက်ကနေပြတော့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုဆိုရင်ဒီကြားမှာအရွယ်မရွေးဘဲနဲ့ပေါ့နော်ပေါ်သားဆွဲဖမ်းဆီးနေပြီဆိုတဲ့အကြောင်းကိုအတိအလင်းပြောကြားထားတဲ့ဟာလေကျွန်တော်စစ်ပီတမှာကြည့်လိုက်ရအောင်နော်အခုညီတောင်းလျှောက်ထားအပ်ပါတယ်ခင်ဗျာတဲ့ဒီပေါ့နော်ဒီကလေးတွေအခေါ်ခံရတဲ့ကလေးတွေကအဖအမိဥအောင်ကိုလည်းအမိအမိဒေါညုံညုံဝင်းအသက်16နှစ်အင်းတော့တာဝေးရတယ်16နော်လူသားအတက်ကဝေးရထက်ပေါ့ဗျခေါ်ဆောင်ကနော်နောက်တော့ဥကအဖအမိဥတန်လည်းအမိအမိဒေါမြတ်ခင်လူသားရဲ့အမိက နော်30နဲ့မှ10နှစ်ပေါ့နော်30နဲ့မှ10နှစ်30နဲ့မှ10နှစ်မှတ်ပုံတွေအမကကိုမင်းဆောင်မလလနိုင်တစ်နှစ်650ဖန်စီခေါ်ဆောင်ခံရသူမှဖန်စီခေါ်ဆောင်ခံရသူမှငွေအားဥစမ်းဘူအားပြည့်ရခဲ့ပါသည်တဲ့ဒီဖန်စီခေါ်ဆောင်သွားတဲ့သူနောက်ကလိုက်ပြီးမှငွေနဲ့ရွေးခံခဲ့ရတယ်ပေါ့နော်ဥစမ်းဘူဒီဘယ်လိုလူမျိုးလဲဆိုတော့မတည်ဘူးပေါ့နော်ဒါနဲ့ဥစမ်းဘူဒီကိုဒီကလေးဒီခေါ်ခဲ့ရတဲ့နော် လက်60ပြင်းနဲ့လက်60ပြင်းခေါ်ဆောင်ခဲ့ခေါ်ဆောင်ခဲ့ရပေါ့နော်ဒါတယောက်သေးပဲနော်ပြန်ပြီးမှပြောမယ်သူနေတဲ့ရက်ကကည7:00နာရီခန့်နဲ့နော်ရွှေပေါက်ကန်26ရက်လေးလပိုင်း2000နဲ့မှ25ဆိုတော့ဒါ9ရက်ပဲရှိသေးတယ်နော်ဒီညအချိန်အချိန်ကဒီကလေး2ယောက်အားပေါ့2ယောက်လုံးတယောက်ကို30နဲ့ရွေးခံခဲ့ရတယ်တဲ့အဲ့ဒီပတ်စံ30ရက်ဖန်စီဦးနေပြည်တော်ကဦးဆန်းဘိုးကပြေးခဲ့ရပါတယ်တဲ့ဦးဆန်းဘိုးကဘာကြီးလို့တော့မတူးပေါ့နော် အဲ့တော့ပိတ်ခံရတဲ့ဦးစန်းဘူးဝင်လက်ခံသူဦးစန်းဘူးရဲ့ဖုံးမှာဒါလေးကိုတော့တရားမှတ်တော့နော်ဒီဦးစန်းဘူးရဲ့အထက်မှာရှိအောင်မှာဝင်လက်ခံသူရဲ့ဦးစန်းဘူးရဲ့ဖုံးမှာတဲ့936 45 39 936 45 39 39 9 6485ဖြစ်ပါတယ်เนาะအဲ့တော့ပြောချင်တာကသူတို့ခေါ်ဆိုအဲ့38နှစ်ဆိုတာလေစမှုထံဥပဒေနဲ့ပတ်တဲ့ဥပဒေနဲ့ပတ်တယ်เนาะကြော်လွန်သွားပြီနောက်တစ်ယောက်ကအဲ့18နှစ်ဆိုတာလေ18နှစ်မပြည့်ရင်ခေါ်ဆောင်ခွင့်မရှိဘူးဦးဇင်းတို့ ဒီချို့ခေါ်ဆောင်သွားတာရှိတယ်အတက်မပြေလို့ပြန်လွှတ်လိုက်တာရှိတယ်နော်အတက်မပြေလို့ပြန်လွှတ်လိုက်တာရှိတယ်အတက်ကျော်လို့ပြန်လွှတ်လိုက်တာရှိတယ်လောကရှိမှာပေါ့နော်လောကရှိလို့ဒီမနေ့လေးမှာဆိုလဲပြန်လွှတ်တဲ့ဟာတွေအများကြီးရှိပါရဲ့နော်အဲ့တော့ဦးစင်းတို့ဗာပြောချင်တာလဲဆိုရင်အခုဒါရန်ကုန်မြို့မှာဓာရီကတားခစ်စားနေတယ်ဥမာလှိုင်းတရားမှာဆိုလဲလှိုင်းတရားလူမိုက်တရားနေမှာဒီလိုခေါ်ပြီးမှဒီအပ်ထားတွေဒါခဏခဏဦးစင်းတို့ဒီမှာနိုင်စားတွေရောက်နေရယ်နော်နိုင်ငံတော်ကြီးကဲမြတ်နတ်သက်တာဝရှိပုဂ္ဂိုလ်များအနေနဲ့ကလည်းဒါတွေကိုထျောက်စွာ ရေးယူဖို့ လိုအပ်တယ်လို့ဦးစင်းအနေနဲ့ဒါပြောကြခြင်းပါလေဗျ။အပေါ်ကတော့ဒီလိုမျိုးပေါ့နော်အခုဆိုရင်စစ်ကောင်စီရဲ့စစ်မှုထမ်းစီရင်ထဲမှာအသေးရွယ်သူတို့တတ်မှတ်ထားတဲ့အတိုင်းမပြည့်မီတဲ့လူတွေတော့မှပေါ်သာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်။တကယ်တမ်းကျတော့အခုဆိုရင်ဆယ်ချောတဲ့ရွယ်ပေါ့နော်73 74လောက်ဝတ်ဆက်ပြီးတော့မှစစ်ကောင်စီအနေနဲ့မဲမဲမြာဆိုပြီးတော့မှပေါ်သာဆွဲပြီးတော့မှငွေနဲ့ပြန်ထုတ်ခိုင်းတာတွေလည်းကျတို့နေ့စဉ်နဲ့များများစွာကြမ်းနေရတာပြမဒါကမထူးဆန်းတဲ့ကိစ္စလိုမျိုးဖြစ်နေတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုးလို့ဆောင်တဲ့လူတွေအထူးသဖြင့် အုပ်ကြီးတွေနဲ့ဒီလိုမျိုးလူမိုက်အဖွဲ့တွေကိုကျွန်တော်တို့တော်လိုင်းရဲ့ဆူဒန်နဲ့မြန်မာတိရှိတယ်ဆိုတော့ရှင်းပြနေတာဘုမာဂျန်တဲ့မြဝပြည်သူတွေကနေမြန်မာလဲကျွန်တော်တို့တော်လိုင်းရဲ့ဆူဒန်ထံမှာအသေးစိတ်ကိုပေါ့နော်ပြန်လဲပြတော့မှဒီတင်ပြလို့ရတယ်ဆိုတဲ့အကြောင်းပြောလို့ပါတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပြီသူမှာပြီသူပဲရှိတယ်ဆိုတဲ့အတိုင်းစစ်ကောင်စီကိုတွန်းလှန်နေဖို့အတွက်တော့ကျွန်တော်တို့ပြီသူချင်းချင်းအားကိုးရမှာပြပြတော့မှဒီလိုမျိုးစစ်ကောင်စီအုပ်စုတွေရဲ့ထိနှိုင်းကျနေတဲ့အရာတွေကိုကျွန်တော်တို့လည်းအများဆုံးဟာသားနိုင်ဖို့လိုတာပဲဖြစ်ပါတယ်ပြီသူတရားလုံးမျှော်လင့်နေတဲ့2025ခုနှစ်ထဲမှာစစ်ကောင်စီနဲ့ဖစ်စစ်အာဏာရှင်တိုက် ပြောချနိုင်ဖို့ကျွန်တော်ဝိုင်းဝန်းစူးစမ်းရမှာပြီတော့မှကျွန်တော်တို့အနေနဲ့အခုဆိုရင်တပွဲတိုင်းမှာလည်းအောင်ပွဲတွေရရှိနေတာမလို့မြို့ဝပြည်သူတွေဘက်ကနေပြီတော့မှစိတ်မပြအမရောပဲနဲ့အဆုံးစင်တီသွားချပါဆလို့ပြောရင်လည်းကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီတော့မှတရားရဲ့ချင်းနဲ့နေ့တိလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုံကောင်းတောင်းပေးလိုက်ပါတယ်။